စ်တီငါတို့ချီလာပြီ B B O A T ရလို့စစ်လွင်မြကမတနေရာကနေတော်ကြာလမ်းလျှောက်ခဲ့ကြပြီတဲ့နောက်ဒေါနာတောင်ပေါ်ကိုခတ်မှတ်မှတ်တက်ရတယ်လူငယ်တွေကတော့တောင်ဆိတ်တွေလို့လမ်းရလို့မရှိပိုပြည့်ပြည့်တဲ့ကြောက်တောင်ပိုပြီးငယ်တဲ့တောင်ကုန်းပိုပြီးသေးတဲ့ခြုံပုတ်တွေကိုရှာပြီးနင်းကျော်လမ်းဘေးကဝါပင်တစ်ပင်တွေကိုလက်နဲ့ဆွဲတဲ့အခါဆွဲကိုတွန့်ဒီတိုင်းနဲ့ ွေးပြန်အောင်တက်ကြပြီးတဲ့အခါကိုသောခါတို့ DPLA ဗမာပြည်သူလွတ်မြောက်ရေးတပ်တော်ရဲ့ထောက်ပို့စခန်းကိုရောက်ပါတယ်။မျက်စိတဆုံးဝါရောကြီးတဲ့မှာပါ။ကျွန်တော်ကကြခုံကြခဲမနေတက်ရပြီလေ။သူတို့တပ်ဖွဲ့ဝင်တွေကတော့စူးစူးညံ့ညံ့တပြောတပါကျွန်တော်တို့အဖွဲ့နဲ့အတူပါလာတဲ့ရိတ်ခါပစ္စည်းတွေကိုတဲပို့ရင် ခတ်သွက်သွက် မပြေယုံတမင်တက်ကြတယ်။ရဲဘော်တို့ကကျွန်တော်မှာပါလာတဲ့အိတ်တွေကိုကူတယ်ရင် ကျွန်တော်ကိုလည်းတွေ့ခေါ်ကြတယ်။ကျွန်တော်ကြီးအနည်း50လောက်တောင်းကြတော့တယ်ကျွန်တော်တွေ့။တောင်ဆောင်တဏီယာကအဲ့ဒီစကားမှာတရဝမိုးကဝါရဲကြီးနေတဲ့တချို့ကိုအပေါ်အောက်အဆင့်ဆင့်စောက်ထားပါတယ်။နှစ်ထပ်တဲကြီးတစ်လုံးမှာအောက်ထပ်ကစာနာရိတ်ခါတွေထားပြီးအပေါ်တန်းမှာတော့မင်းကလေးရဲဘော်တွေနေကြတယ်။စာအုပ်တွေလွယ်အိတ်တွေအစားတနတ်တွေကြောဖို့အိတ်တွေလွယ်ထားတဲ့ ကိုသမီးအရွယ်မိန်းကလေးတွေကိုမြင်ရတာနာကျင်ရပါတကယ်တော့ယောက်ျားလေးတွေကိုလည်းဒီအရွယ်မှာဒီလိုမြင်ရဖို့မဟုတ်ပါဘူးကျောင်းကန်းတွေဆက်ယုံအလုပ်ယုံတွေနဲ့တခြားတိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာသူတို့အားလုံးရှိနေကြရပါလေကျွန်တော်တို့တိုင်းပြည်ကိုဒီလိုသမိုင်းပြောင်မြောက်သူတွေကဥဆောင်ပြီးတိဆောက်နေရမှာမဟုတ်ဘူးလားလူငယ်တွေကရေမောတက်ကြွနေကြပြတ်သားနေကြပြီမယ် ကျွန်တော်ကတော့မိမိစိတ်မကောင်းတာကိုသူတို့သတိမထားမိအောင်ဆန်းဆောင်နေရပါတယ်။မျိုးပြမှာအနေကျခဲ့တဲ့ကျွန်တော်အတွက်အရာရာဟာအထူးဆန်းဖြစ်နေတယ်။ဒဲတွေပေါ်မှာအပြင်အနီးဝဉဉ်ကဝယုံတွေကြားနဲ့တစ်ပင်တွေအောက်မှာလည်းရဲဘော်တချို့ကကျိုးပက်ခက်တွေနဲ့နေကြတယ်။သူတို့ကိုစီမှာမောင်းပြန်တနတ်တွေနဲ့မိဖို့ထားတဲ့နေရာတွေကလည်းဟိုနာတစ်ခုဒီနာတစ်ခုကျွန်တော်ရောက်ပြီးမကြခင် BPLA ကောင်းဆောင်ကိုစောက်ကရောက်လာတယ်။ သူတို့အဖွဲ့ဝင်တွေကကိုကရေမှုလို့ခေါ်ကြတယ်တကယ်တော့ तू ကဒီစကားမှနေထိုင်တာမဟုတ်ပါဘူးစခန်းထဲကနေရာတချို့ကို तू ကကျွန်တော်လိုက်ပြပါတယ်ကျွန်တော်တို့တဲမဲ့ဝါတဲ့ဘောကနေတောင်အောက်ကို ပေးနေရနီးပါဆင်းလိုက်တဲ့အခါအိမ်သားရေချိုးကန်းနဲ့မိဖို့ကြောင့်တွေ့ရပါတယ်တခုနဲ့တခု ပေးတရားလောက်ဆိုွေးတယ်။တောင်ကြဆန်းရေကိုတွေ့ယူအသုံးပြုလို့ရအောင်ခန်းနိုင်တဲ့နေရာမှာဓာတ်တွေကို လာပြီးတိဆောက်ထားတာဖြစ်တယ်။ခမန်းမိပါတယ် အိမ်သာကယိုယိုစောင့်ကြောင်းခိုင်းရေလောင်းအိမ်သာဖြစ်တဲ့တွင်ဘိုးထိုင်အိမ်သာလို့ခေါ်ကြတဲ့ဒူးမကွေပဲထိုင်လို့ရတဲ့အိမ်သာနဲ့အသားကျနေတဲ့ကျွန်တော်တို့ခောက်ဝဝလူတယောက်တွေအတော်ခက်ပါတယ်ခင်ဗျာအကောင်းဆုံးကတော့ရေချိုးကန်းအမြတောင်ကြဆန်းကနေပိုက်သူနဲ့တွေ့ပြီးရောက်လာတဲ့ရေကအေးမြကြည်လင်ပြီးအချိန်ပြည့်တရဟောကြနေတဲ့အတွက်ချွေတာကြမလို့ဒီစကားမှာအရသာအရှိဆုံးကရေချိုးရတာဖြစ်ပါတယ် ရေလောင်းချိုးကြလားရေပန်းအောင်ရမလားကြိုက်တာ၍အဲ့ဒီတောက်ကမအပေါ်နဲ့အောက်ကို BPL လူငယ်တွေကပြည့်တဲ့ပြည့်စင်နေကြပေမဲ့ကျွန်တော်အတွက်တော့စိန်ခေါ်မှုတစ်ခုဖြစ်နေပါလေတချို့နေရာမှာလေကားတက်တွေရှိပေမဲ့နေရာတချို့မှာပြောင်းချောနေတော့ခြေကုန်မမြဲတဲ့အတွက်အတက်မှာချော်လဲတတ်တယ်မြင်အစင်းမှလည်းလျှော့ကြတတ်ပါတယ်တချို့နေရာတွေကြတော့လည်းဝါလက်တန်းတွေနဲ့ဆိုတော့အဆင်ပြေတာပေါ့မျက်နှာသိရေချိုးဖို့ ထမင်းစားဖို့နဲ့အိမ်သားကိုတွားဖို့ပေနီယာလောက်ဆင်းတဲ့ရတာဟာတာမန်တော်ကြီးလက်တွေမှာတော့ဒီလိုမဟုတ်တဲ့အတွက်တော်ရုံဆွဲရှိအောင်နဲ့တော့ဒီဒေတာမှာနေနိုင်ဖို့လွယ်ပါဘူးရေချိုးပြီးတောင်ထိပ်ပြန်ရောက်တဲ့အခါချွေထွက်နေပါပြီညဘက်မှာအလဲရောက်လာတဲ့တခြားမဟာမိတ်အဖွဲ့တစ်ခုကခေါင်းဆောင်နှစ်ယောက်နဲ့အတူကျွန်တော်တို့ညသာစားကြတယ်ဘဲဟင်းကစုံရဲ့ကြော်နဲ့ခရမ်းကျင်ပြီးမပြီးကျစားပြီးတော့စကားတွေဆက်ပြောကြတယ် အဓိကအချက်ကတော့2025ခုနှစ်ဘလောက်အရေးကြီးတယ်ဆိုတဲ့အချက်ပါကျွန်တော်တို့သကဝိုင်းသိန်းတော့ညတော့နေပါပြီမောင်ထဲမှာပဲဧည့်သည်တွေ ပြန်ပြီးပြောက်သွားကြတယ်ဝါဖြာကြံငင်းအောက်ကတိုးဝင်လာတဲ့ဆောင်းလီကတစိမ့်စိမ့်ခေါင်းရင်းပဲဝါကတွေကြကဝင်လာတဲ့လေကလည်းကိုအပေါ်ပိုင်းကိုတိုက်သူတို့ပေးထားတဲ့ဆောင်းပါးပါးနဲ့ကျွန်တော်ကိုလုံးကိုရနိုင်မှကျွန်တော်ထုတ်ရတယ်ကျွန်တော်နဲ့ကိုဆောင်းခတဲခိုတဲ့တဲမှာ 30ဆင့်ရှိပါတယ်ကျွန်တော်တို့၄ယောက်လောက်ကအပေါ်ဆုံးအဆင့်မှာအလဲဆင့်မှာကမေဂရီချုပ်တဲအပြင်ပဲရောက်နေတဲ့အောက်ဆုံးအဆင့်မှာကယောက်ျားလေး၄ယောက်လောက်ကျန်သူတွေကတော့တခြားတဲနဲ့ဝေယုံတွေကြားကပခက်တွေမှာဟိုနာတစုဒီနာတစ်ခုမိဖို့လေးတွေလည်းပို့လို့ပေါ့ကင်းတွေကတော့နေရာတိုင်းမှာရှိတယ်သူတို့ကဒီနေရာဟာသူတို့စိုးမှုနေပြပါရန်သူမရှိပါဘူးဆိုပေမဲ့ခြေရန်ဆိုတော့ ပြောပွဲစားထွက်တဲ့နေရာတော့မဟုတ်။ကင်းလက်လေးရင်လာရင်မိဘတို့ခုခုကအလေးရောက်ကုန်များတွေ့သွားပြီမလား။ကျွန်တော်တညာလုံးအိတ်မပြောပါဘူး။မြဘက်မကြခဏကိုဘက်ဒီဘက်လူလှိမ့်နေစာကြံကင်းဝါတွေကတကြီးကြီးနဲ့ဘေးလူကိုစားနေကြ။ဒီမှာတော့မနိုးဘူးထင်ပါရဲ့ကျွန်တော်နဲ့ကပ်ရမအိတ်တဲ့ကိုဆောင်းခအပါဝဲတဲတစ်ခုလုံးကတော့တုတ်တုတ်မှာလောက် တဏီကုံတော်တွေတောင်တွေထဲမှာစင်းတက်သွားလာနေကြတဲ့သူတို့လူငယ်တွေအတွက်အိတ်ဆက်ချိန်ဟာတန်ဖိုးရှိလာပါတယ်ဒီလိုနဲ့ပဲတဲနံပေးတစ်ပင်ကြီးတပင်ပေါ်ကတနာဟီတစ်ခါလောက်အော်ဒါတဲ့တောက်တဲ့တန်ခတ်အော်အော်ကျွန်တော်ကမှောင်ထဲမှာအတန်ဖမ်းဖို့ကြိုးစားရင်ဒေါနာတောင်တန်းပေါ်ကပထမညကိုဖက်ကန်းဖြစ်ပါတယ်ခင်ဗျာ နောက်နေ့မနေ့မှာမိဖို့ကြောင့်ကိုကျွန်တော်သွားတယ်။မိန်းကလေးနှစ်ယောက်ကအဓိကအချက်ပြုတ်နေကြတာပါ။ယောက်ျားလေးတစ်ချို့ကသူတို့ကိုခုန်ကြီးနေတယ်။တိုက်ပွဲမှာလက်တစ်ဖက်ဆုံးရှုံးခဲ့တဲ့ရဲဘော်တယောက်ကိုလည်းအဲ့ဒီမှာတွေ့တယ်။ခွေးလေးတွေ၊ကြောင်လေးတွေကလည်းသူတို့မွေးစားထားတာတွေ့ပေါ့။ဇာတွေချက်နေကြတယ်ဟဲ့။အဲ့ဒီမှာရှိတော့ကျွန်တော်စားခဲ့ရတဲ့ဟင်းတနက်ကငါးတက်တာပါ။ဘူးရဲမှာပါလာတဲ့လက်မသာသာလောက် ငားလေးတွေကိုတယောက်တစ်ကောင်စားရတာဖြစ်ပါတယ်။ကလေးတွေကငားတက်တာအနှစ်ကလေးတွေကိုအကန်ထဲကနေရသမျှဆဲယူပြီးစားနေခဲ့ကြတယ်။သူတို့စားနေကြတဲ့အစားတွေဟာဘယ်လိုမှအဟာရမပြည့်နိုင်ပါဘူး။ BBLA ဗန်ထောက်ဌာနမှုကမဝေပါတပ်ဖွဲ့ဝင်တွေကိုဘာတွေကျွေးပါတလဲလို့ကျွန်တော်မေးပါတယ်။အာကျွန်တော်တို့ကဒီသက်ဆိုင်ကိုဒီသက်ဆိုင်ကိုတုံးနေ ေးတယ်။ဒါနဲ့၃နှစ်စီစီမှာမနက်ပိုင်းမှာတော့အချင်းတော်ပဲဆက်ရတယ်။အဲနေ့လယ်ပိုင်းနဲ့ညနေပိုင်းတော့ကျွန်တော်ကအတားဟိုဟင်းပေါ့အတားဟင်းမဟုတ်ဘူးဟင်းစီစီပြီးတော့ဥမာတစ်ပတ်စာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ကပေကျူးရပြီးမှ6ကျူးရ၃နှစ်မှ6ကတော့အကြည့်ပါဘူး။ကျွန်တော်တပတ်လုံးကြာကိုတနေ့နှစ်နှစ်နဲ့တွက်မယ်ဆိုလို့ရှိရင်7နှစ်နဲ့ဆက်ရှိအဲ7နှစ်နဲ့ဆက်မှဆိုရင်ကျွန်တော်ကဟာ6နှစ်ပြင်းနေတယ်ဆိုတော့အဲ9နှစ်ဒါမှမဟုတ်7နှစ်တော့ချီပြီးတိုးပြီးရယူတယ် အဲတပတ်လုံးကြာတယ်ကျန်တာတွေကတော့အပြည့်ရရတဲ့ခါရမယ်ပြီးကျုပ်ဥပါမယ်ပြီးအသားပါမယ်ကျုပ်ဥနဲ့အသားကတော့တပတ်မှာတစ်ခါလို့ရတယ်အဲတချို့လမ်းကြောင်းချင်းမကောင်းတာလေဆိုရင်ကျမတို့တဲရပေးရတာခက်ခဲရတယ်။မူးရင်းဘက်တွေမှာဆိုလို့ရှိရင်ကျမတို့နှစ်ပတ်မှတစ်ခါလေသုံးပတ်မှတစ်ခါလေအဲအဲ့ဒီလောက်ပဲရတာ။ဟုတ်ကျော်ဘာလို့အဲ့တော့တဲရရဆိုရင်မနေ့ကစားပါစားမလဲ။ ဟုတ်မနက်စာဆိုပုံမှန်ညဘက်ကနေကြံလို့ခင်းကြံကိုဒီမနက်မှာအဲ့ဒီမျိုးကြော်လိုက်ပြီးတော့အဲ့ရှိတာလေးကိုစားလိုက်တယ်ဟုတ်ပြီနေ့လည်စားစီအဲ့နေ့လည်စားစီနဲ့ကျွန်တော်တို့အခုပေးထားတဲ့ခုနကပေးဆိုလို့ရှိရင်ပေးခင်းတမီးပဲအဲ့ပေးရင်အရင်တော့ပဲစက်တက်နှစ်ပေးခင်းနဲ့အဲ့ဒါဒီမျိုးပဲဟုတ်ကျွန်တော်တို့ကငပိရေမပါဘူးအာမပါဘူးရှင်အငပိရေလည်းကျွန်တော်တို့ပေးရတယ်ဒါပေမဲ့အဲ့ဒါကလည်းနှင်းနေတဲ့တမက်စာပဲရတယ် မဒီနေ့ဒီနေ့လည်းမမပြီးရေကြိုလိုက်ရဲ့ဆိုမပြီးရေကိုရှာနိုင်လေးမပြောဦးလေးပါလို့ပြောရလေးရမှာဖြစ်တာပဲဟုတ်ကဲ့ဟုတ်ကဲ့ဒါကပြီးရဟုတ်ကဲ့ဟုတ်ကဲ့မပြီးရဟုတ်ကဲ့ဆိုပါတော့ညစာဆိုရင်ဥမာပါကြည့်နေအဲညစာဆိုရင်ဥမာ6စားမယ်ဆိုလို့ရှိရင်အဲ့ဒီ6ကိုကြော်လို့ကြော်ကြော်ဖုတ်ပဲဖုတ်ဖို့အဲ့ဒါတခု6နဲ့5နဲ့တော့6နဲ့5ခင်းရတယ်ဘာမပေါ့မပြီးရလည်းမပေါ့ဟုတ်မပေါ့ ဟိုဘယ်လိုအဲ့ဒါတွေကဟိုတူးရလို့ပါလို့ဆိုလို့ရှင်တော့တို့အဲ့တောလိုက်ပြီးတော့တွန်းရှာထားတဲ့အကြည့်ရလို့ပါလို့နည်းနည်းပါမယ်ဆိုတော့ဒီဇောဟောင်းကြီးရဲ့ရှာလို့ပါလို့အဲ့လောက်ကျွန်တော်ရဲဘော်တခုဆိုတာဒီကိုတစ်ခါလိုက်ပြင်းဒီမှာပါလေတောချက်တွေပါရရတယ်ဆိုအဲ့ဒါမျိုးဆိုရင်ဘယ်လိုလုပ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်ပြွေးတော့ပါအဲ့လိုမျိုးရရင်လို့ပြတာတကယ်ရှည်တယ်ဟိုကတောချက်တွေရမယ်ချူပွေးရမယ်အဲ့ဒီလိုဟုတ် ဒီခင်းနေရတူတော့တော်တော်ဟဲ့တို့ကြရပါကြီးတော်တော်တော်ပြီးဆရာပြီမှာကိုဟုတ်ဆရာတက်ကြပြီအဲကျွန်တော်တို့လူကြည့်ရင်းမာတယ်ကသင်တန်းမာကလေးကသူကတော်ဟင်းတက်မှဆာဆိုပြီးတော့ထည့်ထားပြီးတာအဲ့တော်ဟင်းတက်မှဆာပြီးတော့ခုဟာကိုတော်ရင်းမာလိုက်ပြီးရှာပြီးတော့ဒါလေးဖြည်းဖြည်းချင်းရအောင်လုပ်ပြီးဆာတာဒီမှာကျွန်တော်ကြားရတယ်ဒီဘက်ကဝါးတွေပေါ်တဲ့ခါကျမိုးရင်းဆိုတော့မြင့်တော်တော်စားရတယ်ဆိုတော့ဟုတ်ဟုတ်ဟုတ်အဲမြင့်ကတော့စိတ်ကြိုက်ပဲနေ့တိုင်းမှမြင့်ပါတယ်ဟုတ်လား အပါလုံးအကြီးလို့နောက်ပိုင်းစားရင်းနဲ့မှာခါးတွေပါနာလာကြမြစ်စားကိုခါတာဟုတ်မြစ်ကဟိုကဖြစ်တယ်ဒူးတွေခါးတွေအစစ်မြစ်တွေတော့နာတယ်အများကြီးစားလို့ရှိရင်ဟုတ်ဟုတ်ဒါပေမဲ့စားကြတယ်မြစ်တော့အရင်ကြိုက်ကြတယ်မြစ်ပြင်မိုးတွင်းမှာတခြားအတိနံပါတွေပါရှိတယ်အမူရမှာဆိုရင်ခုနကဟိုကဇရီယိုးတို့ဖလောင်တောင်မွေးတို့အဲ့လိုမျိုးဟိုမိုးအကြပြီဆိုလို့ရှိရင်အဲ့ဒါတွေကပေါ်အရှာရင်ရှာနိုင်တော့တော့မိုးတွေမှာအဲ့လိုအကြီးရလေးဆူဆူပြပြရတယ်မိုးတွေပါလေရတယ်ဟုတ်လား မခမင်းကျော်ပဲပြုတ်လဲပါဘူးအဲ့တော့ဇတော်ပဲတွေပါဒီမှာပဲပြုတ်တွေပါကိုယ်တိုင်ဖောက်မစားကြဘူးအာဟုတ်အဲ့လိုတော့အဲ့လိုကြီးတော့မရဘူးရှင်ကျမတို့ကဒီမှာပေးတာကလွယ်လွယ်ကူကူနဲ့မြင်းမြန်ဆန်ဆန်စားလို့ရတဲ့အစားအစာကိုပဲပေးတာပါနော်ဇတော်ပဲတွေပါလေဆိုဖောက်ရတာနဲ့ပြုတ်ရတာနဲ့အဲ့လိုမျိုးဟိုဟာများတယ်ကကြီးကထများတယ်ပေါ့ဒီမှာအမြင်နဲ့အခြေအနေကအမြင်ပြောင်းလဲနေရအခဏနေနေနေစစ်စစ်ဖြစ်နေပြီမဲ့ခဏနေကြရင်ဝုံတိုင်းဆိုပြီးတော့ထပြီးရှိတဲ့အထုပ်ဆွဲပြီးကြားရတာမျိုးဆိုတော့ ဲ့ရှင်နေစက်တက်တက်လက်လက်ရတာမျိုးပဲလုပ်လို့ရပြီးလို့ရတာ။အော်အဲ့ဒီတော့မှကျွန်တော်သိတယ်။ကျွန်တော်ညကစားခဲ့တဲ့ခင်းသုံးကွက်ဟာဧည့်သည်တွေလာလို့အထူးဧကန္နာပဲ။ငပိကြီးဟာလည်းဟင်းတစ်ခွက်ဖြစ်တယ်။တခြားဟင်းတစ်ခုပါရင်ငပိကြီးမပါဘူးဆိုတဲ့စကားကို နားထောင်ရတဲ့အခါဘီအန်အန်စပွဲတုန်းကဘီအကောင့်တွေတောင်ကျွန်တော်တို့ဒီကနေ့ တော်လာရေးမှာပါဝင်နေတဲ့မျိုးဆက်တဲ့လူငယ်တွေတဲ့ပိုပြီးကောင်းကောင်းစားကြရမှာပဲလို့ကျွန်တော်တွေးမိပါတယ်။နောက်ပိုင်းမှာတော့သူတို့ကောင်းဆောင်ကိုဆောင်ခါကသူတို့ရရှိတဲ့ငွေတွေကရိခါဖိုးငွေကိုလျှော့သုံးပြီးလာမဲ့ထိုးစစ်တွေအတွက်အရေးကြီးဆုံးလိုအပ်တာတွေဝယ်ယူဖို့ငွေကိုစုဆောင်နေရကြောင်းကျွန်တော်ကိုပြောပါတယ်။ဒီအစားစားကိစ္စဟာ BPL မှာတည်းမဟုတ်ပါဘူးခင်ဗျာ။ကျွန်တော်သိသလောက်တပီလုံးကຫນွေဦးတိုက်ပွဲဝင်လူငယ်အများစုဟာ ြစ်တယ်လို့စားတောက်နေကြရတာပါကိုဆောင်ခါတို့ BBLA အဖွဲ့ဝင်တွေအနေနဲ့ကိုပိုင်ငွေကြေးကိုလုံးဝကိုက်တွဲသုံးဆွဲခြင်းမပြုရဘူးလို့လည်းမိတ်ထုတ်ထားတယ်လို့သိရပါဗျာရတယ်ဒီကြီးရဲ့စီးနေတာတွေရတယ်မဟုတ်ဘူးသိပါပြီတော့လုံးဝတကယ်တော့ဒီနေ့ຫນွေဦးဒေါ်လာကြီးမှာပါဝင် တိုက်ပွဲဝင်နေရတဲ့လူငယ်တွေရဲ့ဒုက္ခတွေကကြီးမား လွန်လာပါလေဥပမာအပြင်ရမိုင်းနဲ့ပတ်သက်ရင်လည်းအဲ့ဒီစကားမှာလူတိုင်းလူလိုမျက်ဖျားဖြစ်မှုပါတယ်ဖြစ်ရင်တော့ကျွန်တော်တို့ကိုစေးပေးပါတယ်လို့လူငယ်တယောက်ကကျွန်တော်ကိုပြောတဲ့အခါကာဝယ်စေးရော ခမရတို့ရဘူးလားဆိုတော့ "तू မကြဘူးပါဘူး"တဲ့အဲနောက်ပြီးတိုက်ပွဲတွေမှာဒဏ်ရာရသူတွေလည်းအတော်များလာနေပါပြီ NUG ကျမ်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးရဲ့ပြောစကားအရဆိုရင်ຫນွေဥဒေါ်လာရင်းမှာလက်ရှိခြေလက်အင်္ကာနစ်နာ ဆုံးချုံသူ ၄00ကျော်နေပြီဖြစ်ပြီးတောင်းကနန်းကိုရောက်သွားနိုင်ပါတယ်။ဒီခေတ်ရဲ့အတွင်းမှာဒဏ်ရာရလူငယ်တချို့ကိုလည်းကျွန်တော်တွေ့ခဲ့တယ်။အဦးကလက်နဲ့ကြီးကြီးကျလို့ဒဏ်ရာရခဲ့တဲ့ရဲဘော်ဘျူဟာပါ။သူက KNU တပ်မှ၃နှစ်မြီမှထိခိုက်ခဲ့တာဖြစ်ပါတယ်။အဲဘဝကနေပြန်လာတဲ့အချိန်မှာလက်နဲ့ကြီးဖြစ်ခဲ့တာ။ရမကီဆောင်ကီဆောင်တဲ့အချိန်ကနည်းနည်းကြီး အဲ့တော့အခုဘယ်လိုရှိလဲကျမရကျမရတော့ကောင်းပါရဲ့ကျွန်တော်ဘယ်လိုပြောလဲအဲ့လမ်းလျှောက်တဲ့လမ်းလျှောက်လို့မရသေးတော့တခြားတော့စီစီပါလမ်းလျှောက်တဲ့ကနာတာတကူတော့ကျန်တယ်ဒါပြောချင်တယ်ဘူးပြောချင်တာကြည့်ပြအဲ့ဒီလုံးဖြစ်ဖြစ်ဒီဒီစားဖြစ်ဖြစ်ဒီပါဖြစ်ဖြစ်ဘယ်ကြီးရောအဲကျွန်တော်ဒီတော်လေးဟိုဆက်ပြီးတော့ဆက်လုံနေအောင်ပါပေါ့ရသလား တန်ပြီးတော့ကိုကိုလည်းလို့ဒီလိုတန်ရရပါတယ်စိတ်ကြမကြဘူးပြီးတော့ဒီတို့တော်လည်းမှာကုညီပေးတဲ့လူအားလုံးနဲ့ကျေးဇူးတင်တော့အလုံးနောက်တူကတော့ခါပူမျိုးသိမ့်တိုက်ပွဲမှာရန်သူတိုက်လေရင်ကကျဲချလိုက်တဲ့ဘုံကြီးရှိမှန်ပြီးလက်တစ်ဖက်ဆုံးရှုံးခဲ့သလိုအခြားတရားတွေလည်းအကြီးကျယ်ရရှိခဲ့သူဖြစ်ပါလေ။ဒေါ်ရီတောင်တွေကဒီလူငယ်တွေဟာ အာနာကျင်စနစ်အမြင့်ဖြတ်ရေးအတွက်သူတို့ရဲ့လူမှုဘဝတွေအပြင်ခန္ဓာကိုယ်တွေကိုပါပေးဆပ်ရကြတာဖြစ်ပါတယ်ကျွန်တော်တွေ့ခဲ့သူအားလုံးကလည်းသူတို့ဘယ်လိုအခြေအနေမျိုးအခက်ခဲတွေကြုံခဲ့ရကြုံနေရပါလဲဖြစ်တဲ့ဤနဲ့တော်လာရေးကိုအဆုံးထိပါဝင်မယ်လို့ပြောတဲ့သူကြီးပါပဲမြမာပြည်ကဒီတော်တွေတောင်းလို့ရမှာသူတို့ဟာယုံကြည်ချက်အတွက် အရာရာကိုလွှတ်လွတ်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခမောင်းစိုးပါကျွန်တော်ရဲ့ BPL နဲ့တွေ့ဆုံခြင်းသို့မဟုတ်လွတ်မြောက်နေမြေခီးစဉ်ပထမပိုင်းကိုဒီမှာတင်ရန်နာပြရစီခင်ဗျာအဆုံးဒီနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗနာကလစ်ခါပါအရေးတော်ပုံပေါင်ရမည်